တစောင်းမောင်းလာပြင်းနေမှာအခုလိုထူးခြားတဲ့အတိတ်နမိတ်တွေကြောင့်မျက်လုံးတွေပွင့်ကရောင်ချီတော်တွေလွတ်နေတဲ့တကူကြီးဖီးယားများပရိသတ်များအလုံးမဲမင်္ဂလာပါရှင်အားလုံးသိပြီးကြတဲ့အတိုင်းပဲပြီးခဲ့တဲ့ရက်ကတော့ကျမတို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအတွက်အထွတ်မြတ်ထားရနေဒူးနေမြတ်ကြီးတည့်ရဖြစ်တဲ့တစောင်းမောင်းလာပြင်းနေပဲဖြစ်ပါတယ် ဒဇမောလာပြင်းနေ့ဟာမြတ်စွာဘုရားရှင်ကတမညာဖလာတုတ်တန်ကိုဟောကြားတော်မူခဲ့တဲ့နေ့ဖြစ်တယ်လို့ကထိန်သင်္ကန်းကလူကွင်ရတဲ့နောက်ဆုံးနေ့လည်းဖြစ်ပါတယ်။ဒီလိုနေ့တွင်နေ့မြတ်မှမြမပြည်အနှံပြားကဗုဒ္ဓဘာသာဝင်တွေဟာဖရာကျောင်းကံဇေဒီပထိုးတွေကိုသွားရောက်ပြီးတော့ကာမှုကုသိုလ်ပြုကြောင်းဥပုသ္တိလာစောင့်တည်ကြမိဘူးဇော်ပွဲတွေစီမီးထွန်းပွဲတွေနဲ့စီကားအတိုင်းမြိုက်စွာဖြတ်တန်းခဲ့ကြပါတယ်။ ဒါပေမဲ့ဒီနေ့တစောင်းမောလာပြင်းနေမှာတော့ကုသိုလ်ယူကြည်နူးစရာတွေအပြင်လူတိုင်းကိုအံ့ဩမြင်သက်သွားစေပြီးတော့ဆိုရှယ်မီဒီယာပေါ်မှာအထူးသဖြင့်ပြောဆိုနေကြတဲ့ထူးဆန်းတဲ့ဖြစ်ရပ်တွေဇက်တိုက်ဖြစ်ပေါ်နေခဲ့ပါတယ်။ အဲ့ဒါကတော့တချို့သောဗုဒ္ဓရုပ်ပွားတော်တွေဟာမျက်လုံးတော်တွေအသက်ရှိတယ်လို့ပွင့်လာပြီးတော့နေရာချို့မှာရောင်ကြီးတော်တွေကုံမျိုးလာတာပဲဖြစ်ပါတယ်။ဒီဖြစ်ရပ်တွေကိုလူအများကတော့ထူးခြားတဲ့အတိတ်နမိတ်တွေဖြစ်နေဆိုကြပါတယ်။ဒီတရင်နေတဲ့မှာမှလူပြောအများဆုံးပုံနည်းနဲ့တကွာသက်တွေအထောက်ထားဆိုပြီးတော့ပြန့်နေနေတဲ့နေရာကတော့ချောင်းမြို့နယ်ထိန်ခံရွာကဇီနာရံအောင်စူတောင်းပြည့်ရတ်တော်မူဖျားကြီးမှာဖြစ်ပါတယ်။ တက်ဆိုင်ရာဒေတာကန်တွေရဲ့ပြောကြားချက်တွေတက်လာတဲ့ဓာတ်ပုံတွေအရာအရိယတော်မူဖျားကြီးဟာဒဇမောလာပြင်းနေမနက်ပိုင်းမှာပဲမျက်လုံးတော်တွေကအရင်ကနဲ့မတူဘဲနဲ့အသက်ရှင်နေတဲ့လူတယောက်ရဲ့မျက်လုံးတွေလိုမျိုးကြည်လင်တောက်ပစွာနဲ့ပွင့်လာခဲ့တယ်လို့ဆိုပါတယ်။ ဒီလိုနေသူနဲ့မြက်ကြီးမှမှာဒီလိုထူးခြားတဲ့ဖြစ်စဉ်ဖြစ်ပွားသွားတာဟာတော်တော်လေးကိုထူးခြားတဲ့လက္ခဏာတရက်ဖြစ်တာကြောင့်ဖျားဖူးပြည်သူတွေဟာအယောဝန်းသာစွာနဲ့တာဓုအချင်းချင်းခေါ်ဆိုခဲ့ကြပါတယ်။ဒါဒီမင်းလားဆိုတော့မဟုတ်သေးပါဘူးရှင်။ဒီတရင်နဲ့တစ်ချိန်တည်းမှာပဲထူးခြားတော့နေရသေးတာတချို့မှာအလားတူဖြစ်ရက်တွေဥပမာနောက်ထပ်ဖျားတစုလည်းမျက်လုံးတော်တွေပွင့်လာတဲ့ဆိုတဲ့တရင်တွေနေရသေးတာတော်တော်များများကဇီးဒီတော်တွေမှာရှောင်းကြီးတော်တွေကွန်မြူနီကြတဲ့ဆိုတဲ့တရင်တွေကဆိုရှယ်မီဒီယာပလက်ဖောင်းအသီးသီးမှာဇက်တိုက်ဆိုသလိုပေါ်ထွက်လာ ခဲ့ပါတယ် ကဲဒီလိုဖြစ်ရက်တွေကိုကြည့်ပြီးတော့ပြည်သက်ကြီးရောဘယ်လိုထင်မြင်မိပါသလဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့အထိပ္ပယ်ကောက်ယူမှုဝေဖန်သုံးသပ်မှုမျိုးစုံလည်းထွက်ပေါ်နေပါတယ်ရှေးလူကြီးတွေရဲ့အဆိုအရအခုလိုအခါကြီးရက်ကြီးနေတူးနေမြတ်တွေမှာဗုဒ္ဓဆင်းသူတော်ရုပ်ပွားတော်တွေကနေမျက်လုံးပွင့်အောင်ရောင်ကြီးတော်ကုမျိုးတော်သွေးချွေးတန်တော်တွေထွက်တာမျိုးကအလကားသက်သက်ဖြစ်တာမဟုတ်ဘူးလို့ဆိုကြပါတယ်ဒါဟာအတိတ်နမိတ်တစ်ခုဖြစ်ပြီးတော့အများအားဖြင့်တော့ကောင်းတဲ့နမိတ်လို့ရှုမြင်ကြပါတယ်အထူးသဖြင့်တော့ဗုဒ္ဓသာရဏတော်ကြီးပုံမထွန်းလင်းတောက်ပလာမယ်လက္ခဏာဒါမှ မော့တိုင်းပြည်မှာကပ်ဘေးအန္တရာယ်တွေကင်းဝေးပြီးကောင်းကျိုးချမ်းသာတွေရောက်လာတော့မယ်နမိတ်ဖြစ်တယ်လို့ယူဆကြပါရယ်။တချို့သောပညာရှင်တွေနောင်လူတွေကတော့ဒါဟာတန်မာဒီဝနှကောင်းနှက်မြတ်တွေကလူတွေကိုတတိပေးတဲ့လက္ခဏာတစ်ခုလို့ဆိုပြန်ပါရယ်။ဘာကိုတတိပေးရလဲဆိုတော့လူတွေနေနဲ့လောဘဒေါသမောဟအမှောင်တရားတွေရှော့ချပြီးတော့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့သီလသမားတွေပညာတရားတွေကိုပုံမကျင့်ကြံကြဖို့ ဘဝနာပွားများကြဖို့ဒါနသီလဘဝနာဆိုတဲ့ကုသိုလ်တရားတွေကိုမမေ့မလျော့စောင့်တည်ကြဖို့ဥပုသ်သီလစောင့်တည်ကြဖို့နှိုးဆော်တတိပိယဖြစ်တယ်လို့အတိတ်ပဲဖွင့်ဆိုကြပါတယ် အခုလိုတစားမောလာပြင်းနေမြတ်မှာဖြစ်ပေါ်ခဲ့တဲ့ဒီထူးခြားဖြစ်စဉ်တွေကယုံကြည်သူဗုဒ္ဓဘာသာဝင်တွေအတွက်တော့တရားတရားပုံမတို့ပါစေပြီးတော့ကုသိုလ်တရားတွေဘက်ကိုပုံမညွတ်ကိုင်းစေတဲ့တွန်းအားတစ်ခုဖြစ်စေပါတယ်။ဒီလိုထူးခြားတဲ့အတိတ်နိမိတ်တွေကနေတဆင်ကျမတို့အားလုံးဘာသာတရားကိုပုံမကိုင်းဆိုင်ပြီးကောင်းမှုကုသိုလ်တွေပွားများနိုင်ကြပါစေလို့ဆုတောင်းရင်းနဲ့ပရိသတ်ကျရရဲ့ပတ်ဝန်းကျင်မှာရောအခုလိုထူးခြားဖြစ်စဉ်တွေကြုံတွေ့ခဲ့ရတာရှိပါသလား။ဒီလိုနိမိတ်လက္ခဏာတွေကိုရောပရိသတ်ကျရအနေနဲ့ဘယ်လိုမျိုးအသေးပေကောက်ယူမိပါသလဲ။ လဲမိမိတို့ရဲ့အမြင်လေးတွေကိုဝင်ရောက်ဆွေးနွေးပေးကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်